ရာသီခုံမှာပြောင်းလဲမှုတွေပြုလို့သွားတော့မယ် United အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Anime Chuti Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်လက်ရှိရာသီမှာ United တို့အထူးမျက်စိကျနေတဲ့ကစားသမားတွေကတော့ဇာဗီဆိုင်မျိုးနဲ့ဂျုတ်ဘယ်လီဟန်တို့ပဲဖြစ်ပါတယ်ကစားသမားလည်းဦးဟာလက်ရှိဥရောပဘောလုံးလောကရဲ့အလားအလာအကောင်းဆုံးကျယ်ဝင်ကစားသမားတွေဖြစ်ပြီးတော့အသင်းကြီးတွေမျက်စိကျလိုက်ရရှိနေတာပါ United ကလက်ဦးမှုအားယူဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်ဂျုတ်ဘယ်လီဟန်ဟာ Real Madrid ကျယ်ဝင်ကွင်းလည်လူဂျုတ်ဘယ်လီဟန်ရဲ့ညီအစ်ကိုဖြစ်ပါတယ် သူကစံတော်လန်အသင်းအတွက်ကစားပေးနေပြီးတော့ဒီရာသီမှာပြိုင်ပွဲဆို34ပွဲကစား၄ခုသွင်း၃ခုဖန်တီပေးနှားတိုင်တာဖြစ်ပါတယ်။ကွင်းလင်းရဲ့နေရာဆုံးမှာကစားနိုင်ပြီးတော့ကြံ့ခိုင်မှုအားပြုတဲ့ကစားဟန်ရှိပါတယ်။အသက်ကလည်း16နှစ်သာရှိသေးတာကြောင့်များစွာတိုးတက်လာအောင်မှာပါ။အရေးကြီးဆုံးကစိတ်တပိုင်းခံယူချက်ဖြစ်ပြီးတော့ဂျူပယ်လင်ဟန်ရဲ့ညီပီပီသူကလည်းမာကျောတဲ့စိတ်တဲ့ပိုင်ရှင်ဖြစ်ပါတယ်။ဘယ်လင်ဟန်ဟာဗာမင်ဂမ်အသင်းကနေပြီးတော့ဒေါ်မွန်သည်ပြောင်းရွှေ့ခဲ့တဲ့သူပါ။သူပြောင်းသွားချိန်မှာဗာမင်ဂမ်အသင်းဟာဘယ်လင်ဟန်ရဲ့ကျောနံပါတ်ကိုအနားပေးခဲ့ပါတယ်။ ကျောင်းနဘအနာပြီးတယ်ဆိုတာဂန်နဝင်ကစားသမားတွေကိုမှလှုပ်ပေးတာဖြစ်ပေမဲ့ဘယ်လင်ဟန်ကတော့သူ့ရဲ့အလားအလာကြောင့်လှုပ်ပေးခဲ့တာပါလက်ရှိမှာဘယ်လင်ဟန်ကဗာမင်ဂန်အသင်းရဲ့ဆုံးဖြတ်ချက်မှန်ကန်ကြောင်းကိုအကောင်းဆုံးသတိပြလျက်ရှိပါတယ်။စာပြီးဆိုင်မြွန်ကလည်းဥရောပအသင်းကြီးတိုင်းလိုရင်းနေတဲ့ကစားသမားပဲဖြစ်ပါတယ်။သူ့ကိုလာမယ့်နေရာသိမှာအာဗီလစ်ဆက်အသင်းကရောင်းချသွားဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ဆိုင်မြွန်ဟာရာသီတိုင်းဂိုးလဲသွင်းဂိုးလဲဖန်တီးပေးနိုင်ပြီးတော့ United ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မယ့်ကစားသမားမျိုးပဲဖြစ်ပါတယ်။ United ဟာလာမယ့်နွေရာသီမှာအသင်းရဲ့လူစည်းရင်းကိုကြီးမားမားပြောင်းလဲသွားသွားမှာဖြစ်ပြီးတော့ထိတန်းကစားသမားခေါ်ယူမှုအချို့ကိုလည်းပြုလုပ်သွားမှာပါ။ Rashford က Aston Villa မှာခြေစွမ်းပြနေနိုင်ပြီးတော့အင်္ဂလန်လက်ရွေးစင်မှာပါပြန်လဲရွေးချယ်ခံထားရတာပါ။သူကဘာစီလိုနာကလည်းခေါ်ယူဖို့စောင့်ကြည့်နေသလို Aston Villa ကလည်းအပြည့်အသတ်ခေါ်ယူနေတာဖြစ်ပါလိမ့်။ Antonio ကလည်း Real Madrid မှာကစားသမားဘဝအကောင်းဆုံးခြေစွမ်းကိုပြန်လဲရရှိနေပါလိမ့်။အခုဆိုရင်တော့အန်တိုနီကိုဘိုင်ယန်မြို့နယ်အသင်းကတော့မှခေါ်ယူဖို့ရစိတ်ဝင်စားနေပြီဖြစ်ပါတယ်။သူတို့နှစ်ဦးကိုရောင်းချခြင်းကနေအပြောင်းအရွှေ့တွေအသုံးစရိတ်တွေရလာမှာပါ။ ဒေဂျာတာကတော့ United တို့ Anthony ကိုအရှုံးခံပြီးတော့ရောင်းရဖို့ရှိပါတယ်။အသင်းစီပြန်ခေါ်ရင်လည်းဖီးယားတွေကြောင့်အဆင်မပြေမှာဖြစ်တဲ့အတွက်ထိုးရောင်းလိုက်တာအကောင်းဆုံးပါပဲ။ United ဟာအသင်းရဲ့အသက်22နှစ်အရွယ်တိုက်စစ်မှု Highland ကိုလည်းအချိန်ထက်မပေးနိုင်တော့ဘူးဖြစ်ပါတယ်။ Highland ကဒီရသည်မှာဂိုးသွင်းပိုနေလာသလိုခြေစွမ်းလည်းမပြနိုင်တာပါ။နာပိုလီအသင်းက Highland ကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီးတော့ United ကလည်းပေါင်သန်း90ဝန်းကျင်ရရင်ထိုးရောင်းသွားမှာဖြစ်ပါတယ်။လွတ်လပ်ရေးဖာခင်ကြီးဆန်ချိုကိုလည်း United တို့ရှင်းထုတ်မှာပါ။ Chelsea အသင်းကဆန်ချိုကိုရာသီကိုရင်ပေါင်25သန်းနဲ့အပြည့်အသတ်ခေါ်ဝင်ရှိပေမဲ့ မခေါ်တော့ပဲရောကြီးပြီးပြီးတော့ United စီပြန်လွှတ်တော်မှာပါ။စာချုပ်က United အသင်းကိုစော်ကားထားသူဖြစ်ပြီးတော့သူဘာသာတော်ခြေစုံးမပြနိုင်တော့ကိုဗလိုင်းကြီးအသင်းကိုလာဖဲခဲ့သူဖြစ်ပါတယ်။အခုတော့ဆရာကြီးကစားစရာအသင်းပြောင်းနေပါပြီ။ United ဟာစာချုပ်ကိုအသင်းရဲ့အနာဂတ်စီစဉ်မှလည်းမထည့်ထားသလိုပြန်လဲမလို့ကျင်တော့ပါဘူး။အသင်းစီပြန်ရောက်လာရင်တော့မှအများဆုံးရောင်းထုတ်သွားမှာဖြစ်ပါတယ်။ United ဟာလာမယ့်နွေရာသီမှာအသင်းရဲ့နေရာစုံကိုအားပြေသွားမှာဖြစ်ပါတယ်။တိုက်စစ်မှုတို့ကွင်းလယ်တိုက်စစ်နဲ့ဗဟိုကွင်းလယ်တို့အပြင်ဗဟိုခန်းစစ်နဲ့ကိုယ်သမားနေရာလေးအားပြေသွားမှာပါအဆုံးထိကြိပေးခဲ့ရတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲ 电视报了没有？